အရင်လကဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုအတွင်ကမ္ဘောဒီးယားစစ်သားတအူတေဆုံးခဲ့ရတဲ့အငင်းပွားနယ်မြေမှာနှစ်ဖက်တပ်ဖွဲ့တွေနေရာပြန်ချဖို့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့တနင်္ဂနွေနေ့ကသဘောတူညီချက်ရခဲ့တယ်လို့နှစ်ဖက်စလုံးကကြေညာလိုက်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ဒေသ2008 ခုနှစ်ခရဲကကြမ်းဖက်မှုတွေပြတ်တောင်းပြတ်တောင်းဖြစ်ပွားနေကြတာပါ အနည်းဆုံး28ဦးတည်ဆုံးခဲ့ရတာပါမကြသေးမီမေ28ရက်နေ့ကမြဆိုင်ရံသရိကန်ဒေတာလို့ခေါ်ဆိုတဲ့နေရာမှာ ဖြစ်ပွားခဲ့တဲ့အပြန်အလှန်ပစ်ခတ်မှုမှာ ကမ္ဘောဒီးယားစစ်သား2ဦးတည်ဆုံးခဲ့ပါတယ်အဲ့ဒီဒေတာမှာကမ္ဘောဒီးယားထိုင်းလာအိုသုံးနိုင်ငံစုံတဲ့နေရာဖြစ်ပါတယ်မကြသေးမီကဖြစ်ပွားခဲ့တဲ့အငင်းပွားမှုတွေအပြီးမှာနေဆက်နဲ့ တပ်ဖွဲ့ဝင်တွေထိန်းချုပ်ရေးအတွက်တနင်္ဂနွေနေ့နေ့ကနှစ်ဖက်တွေ့ဆုံခဲ့ကြပြီးတပ်ဖွဲ့ဝင်တွေပြန်လည်နေရာချထားဖို့သဘောတူခဲ့ကြပါတယ်။ထိုင်းဝန်ကြီးချုပ်ပေထုံရှင်နာဝတ်ကသူက ကမ္ဘောဂျီးယားအစိုးရနဲ့စကားပြောခဲ့ပြီးအဲဒီဆွေးနွေးပွဲကအပြူသဘောဆောင်တဲ့အဖြစ်ရခဲ့ကြောင်းပြောပါတယ်။ ပရိပခအရေးငွေတွေကိုရှော့ချဖို့ပရိပခဖြစ်ပွားတဲ့နေရာမှာစစ်တပ်အဖွဲ့တွေထားရှိခြင်းကိုပူရဲထိန်ညိရန်နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့သူကလူမှုကွန်ရက် H ဆာမျက်နှာပေါ်မှာရေးသားထားပါတယ်။နောက်ထပ်ဆွေးနွေးပွဲတွေကိုဇွန်လ14ရက်နေ့မှာပြုလုပ်မယ်လို့ဝန်ကြီးချုပ်ကဆက်ပြောပါတယ်။ ကမောရီးယားကာကွယ်ရေးဝန်ကြီးဌာနကလည်းစစ်တပ်နှစ်ခုတွေ့ဆုံပြီးတော့နှစ်ဖက်လုံးကတပ်ဖွဲ့ဝင်တွေကိုပြန်လည်ထိန်းညှိရန်နဲ့ပြိပခါရှော့ချနိုင်ရဲ့အတွက်တင့်တော်တဲ့နေရာတွေကိုပြန်သွားကြဖို့ဆုံးဖြတ်ခဲ့ကြောင်းပြောပါရခင်ဗျာလောကောမီဒီယာရဲ့ဆက်လက်ရပ်တည်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝင်ပြည့်ချက်ကြီးကိုမြင်နိုင်ကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ